ဆိုင်းဆရာနေဆိုတော်ရဲ့ရှေ့လင်မလေးမေဆန်ရှားနဲ့ကိုဘွားတထောင်မောင်မဲခါဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ဆရာနဲ့တကွာသက်ဆိုင်သူများအားလုံးထံမှာခွင့်တောင်းလိုက်ပါတယ်ရှင်အပိုင်းခွန်ရဲဦးစိုးဝင်းဤမျက်နာမှာကြည်လင်ခြင်းမရှိအလိုမကျဟန်စိတ်အနှောက်ယှက်ဖြစ်ဟန်များကသူ့မျက်နာ၌အထင်ရှားပေါ်လွင်နေသည်ရှားကိုကြည့်သောမျက်လုံးတွင်မှာဒေါသရိပ်များပင်ထင်နေ၏ခမရပြာအရေးကြီးတဲ့တက်သေးကန်နေဆိုလို့ကျွန်တော်တို့ကလာတာဒီပါမုတ်တဲ့ကားပိညာနေပြတယ်ပြီးတော့ မစီမဆိုင်ခြေရာတွေနဲ့စိတ်ကူးရင်ဇလန်းနေလျှောက်ပြောနေတယ်။ဒီကားပင်ရာတွေခြေရာတွေကဘယ်တော့မှဟာရင်မှန်မသိဘူး။ရဲအုပ်စိုးဝင်းလေတန်းကမာနေသည်။ရှားကတီးခံပြုံးဖြင့်ကိုစိုးဝင်းတို့ကိုလှုပ်ပေါ်အောင်လှုပ်ရှုပ်အောင်လှုပ်တာမဟုတ်ပါဘူး။တကယ်ရေးကြီးတဲ့တက်သေးကံတွေမို့ပါ။မနေ့ကနေ့လည်းကမို့ရွာပါတယ်။ဒါကြောင့်ဒီကားပင်ရာခြေရာတွေကမနေ့ကနေ့လည်းပိုင်းကတည်းစော့ပြီးထင်းကြံတာမဟုတ်ပါဘူး။အရင်ကဘိန်းရီဆိုရင် ရေတွေတင်းနေမယ်ပြက်ချင်းပြက်နေမယ်ပေါ့ပြီးတော့ညကမိုးလည်းမရဘူးလေ ဒါကြောင့်ဘိညာတွေခြေရာတွေမပြတ်တာဟိုဘက်ခြံကအန်ဒီကလည်းညက9နာရီတာတာလောက်မှာဒီနေရာကနေကားတစီးထွက်သွားတယ်လို့သက်သေခံထားပါဗျ။ခင်ဗျားတို့ကမောင်မျိုးခိုင်တတ်တာမဟုတ်ဘူးလို့ပြကျင်နေတာမဟုတ်လား။ရှင်းနေတာကိုရှုပ်အောင်လုပ်နေကြတာပဲဒီမှာတော်မေးစမ်းရှာ။မောင်မျိုးခိုင်ကို မြင်လိုက်တဲ့မျက်မြင်သက်သေအိမ်ပေါ်မှတ်ကြည့်ရှိတယ်။မောင်မျိုးခိုင်ထွက်သွားတာကိုခြံစားဥမောင်ကြီးကလည်းမြင်နေပြီးတော့သက်သေကန်ဓာတ်မှာဘာတွေ့ရတယ်လဲသိလား။တော်မေးစမ်းရှာ။ MMK ဆိုတဲ့စလုံးတွေရုပ်မှာတွေ့ရတယ်ဒီတော့ရှင်းနေပြီပဲမောင်မျိုးခိုင်ရဲ့ဓာတ်ပဲဒီတက်ရှင်းတာကမောင်မျိုးခိုင်က "तू မတက်ရုံးမယ်အိမ်မှာရှိရမယ်ခုတော့ပြေးနေတယ်အဲ့ဒါကူက तू တက်ကြောင်းထင်ရှားတယ်ကဲဘာပြောချင်သေးလဲဒေါ်မီဆန်ရှာရဲအုပ်စောဝင်းဤဇာကားများကရှားကိုမညာမတာထိုးနှက်လာခြင်းပင်ဖြစ်သည်ရှားကမူတရားရုံးတွင်ရင်ဆိုင်နေကြပြန်ဖက်ကျိုးတော်ဆောင်ဤဇာကားကဲသို့ပင်ရဲအုပ်စောဝင်းဤဇာကားကိုမှတ်ယူပုံရ၏အပြုံးမပြတ်ခဲ့ပြီ ဒါပေမဲ့ဘာပဲဖြစ်ဖြစ်ဒီသက်သေးကံတွေကိုတော့မှတ်တမ်းတင်ပေးပါဒါကျမကမိသားစုဘက်ကနေတောင်းပန်နေတာပါကိုစောင်းဝင်ဒါဟာတစ်ချိန်မှာသက်သေးကံပြင်းတဲ့ထင်ရှားအသက်ဝင်လာနိုင်ပါတယ်ရှုပ်တယ်ဗျာရဲဦးစောင်းဝင်ကစိတ်တူတူနဲ့အနောက်မှထွက်သွားသည်သို့တော့အတူပါလာသူရဲချက်ကြီးအားမှတ်တမ်းတင်ဓာတ်ပုံရိုက်စေခြင်းသက်သေးလူကြီးများရှေ့တွင်မှတ်တမ်းရေးသွင်းခြင်းများကိုပြုလုပ်စေသည်ခုချိန်မှာတော့ရဲအိုစောဝင်းကိုမမရှာဘာမှပြောလို့ရမှာမဟုတ်သေးဘူးသူကမမျိုးခိုင်နာကိုပဲဒီဇိုင်းမမှန်လိုက်နေတာ ။တစ္စာဘာမှမဘူးနဲ့အဆင်ပြေသွားမှာပါ။အန်ကဲရဲ့ဖြစ်ဆိုးအတွက်မမရှာလည်းစိတ်မကောင်းပါဘူး။ဒါပေမဲ့အဖြစ်မှန်တွေကတော့ပေါ်လာရမှာပါ။ရှားကတစ္စာကြီးပခုံးကိုဖက်ရင်းနှစ်သိမ့်သည်။တစ္စာအရန်ခံစားရတာကဖေဖေကလည်းအသက်ခံရကိုမျိုးခိုင်ကလည်းလူတက်သမားဖြစ်နေတာကိုပါ။မမရှာကူညီပါနော်။တစ္စာကတော့ပြင်ကိုမျိုးခိုင်တတ်တယ်လို့မထင်ပါဘူး။ညီအများပြင်ပြောနေတော့တစ္ဆာကြီးစကားအဆုံးနဲ့မမရှာလည်းဒီလိုပဲယုံကြည်ပါတယ်အဲမမရှာတခုတော့အကူကြီးတောင်းချင်တယ် ပြောပါမမရှာမောင်မျိုးခိုင်ကိုတစ်စာရှာပြီးဆက်သွယ်ပါဖြစ်နိုင်ရင်ရှောင်းမပြေးနေပဲနဲ့ရင်ဆိုင်ဖို့ပါရှောင်းပြေးနေခြင်းကသူ့ဘောဆွဲချက်တွေကိုပို့ပြီးခိုင်ပါစေတယ်သိလားဟုတ်တစ်စာစူးစမ်းပါမယ်ရှာသည်တစ်စာကိုနှုတ်ဆက်ပြီးရဲအုံဆောင်ဝင်အနာသို့ကတ်သွားပြန်သည်ကိုစုံဝင်ကိုအလုံရှုံအောင်လှုပ်တယ်လို့ဖြစ်ခဲ့ရတာကိုနားလည်ခွင့်လို့ပြေးပါနော်ပြီးတော့တက်တီကန်တင်းထားတဲ့ဓာတ်ကိုလည်းကြည့်ချင်ပါတယ်အဲ့ဒီဓာတ်မှာလက်ဝေရာတွေ့ရပြီလားဘယ်သူလက်ဝေရာလဲဆိုတာအဖြေရရင်အမှုကပိုးရှင်းသွားမှာပါ ရဲဥဆောင်ရင်ကအလောက်ရှုံနေရမှာရှားကိုမျက်ထောင်နေပြင်မော့ကြည့်သည်ဓာတ်ကိုကျွန်တော်တို့ CID ပို့ပြီးလက်ဝဲပါရကူဖြည့်တောင်းထားတယ်ဖြည့်မရသေးဘူးဓာတ်ပြန်ရရင်လာကြည့်လို့ရတယ်ရဲဥဆောင်ရင်ကတာဝန်တည်သူပြီးပြီးစိတ်แทရင်ဘဝင်မကြတော့လဲအကျိုးချောင်းကိုတော့တေချာစွာပြောပြသည်ရှားကလေးစားဟန်ပြင်ဥညွတ်လိုက်ပြီဒါဆိုရှားတို့ကိုခွင့်ပြုပါအောင်နော်ကျေးဇူးတင်ပါတယ်ဟုခွင့်တောင်းသည်ကောင်းပါပြီရှားတို့ထွက်လာတော့ကူကူတို့ဘယ်သွားမလဲဘာဆက်လုံးမလဲဟုကျွန်တော်ကမေးလိုက်သည် ရှားကကျွန်တော်လမ်းမကိုဆုပ်ကိုင်ကရဲအုပ်စောဝင်းတို့နောက်မှဆွဲခေါ်လာပြီးတွတ်တွတ်ပြောသည်ဦးကြီးမောင်ပြောပြတယ်ဦးကျော်ခေါင်တို့စီကိုလိုက်ချင်တယ်လောလောဆယ်မှာတော့ဦးကျော်ခေါင်ကရှားတို့ဂယုပြုရမယ်သူဖြစ်နေတယ်ဦးကျော်ခေါင်နေတဲ့နေရာကိုသိတာတစ္ဆာကိုမေ့ထားပြီးပါပြီအိမ်ကိုသွားမှလားပထမဆုံးဦးကျော်ခေါင်ပတ်ဝန်းကျင်ကိုစုံစမ်းချင်တယ်လိုအပ်မှဦးကျော်ခေါင်နဲ့ဓာတ်ရိုက်တွေ့တာပေါ့အေးကောင်းပြီလေသွားကြမယ်တစ္ဆာတို့အိမ်မှာကျွန်တော်တို့ထွက်လာတော့အခါရဲအုပ်စောဝင်းတို့ကအလောက်ရှုပ်နေဆဲဖြစ်သည် ကိုစိုးဝင်းကအင်တန်လှုပ်လှုပ်တဲ့သူပါဖြောင်းလဲဖြောင်းမဲ့တယ်ဒါမှစိတ်တိုးရက်တယ်သူ့အချောင်းကိုသိနေလို့သူပြောတာတွေကိုရှားကစိတ်မချိုးပါဘူးနောက်တော့သူနားလည်သွားမှာပါရဲကိုစိုးဝင်းတို့ကိုကြောက်ခိုင်းထွက်လာစဉ်ရှားကပြောခြင်းဖြစ်သည်ကားပိုင်ရှင်ကိုရှားဖို့ကတော့မရလာဘူးနော်ရှားဟုတ်ပါတယ်ကိုကိုဒါမှတရားကိုနှက်ဆောက်ပါတယ်ကိုကိုရဲ့အမှုမှန်ပေါ်လာမှာပါဖြတ်လာတော့အငှားကားကိုကျွန်တော်ကလက်ပြပြီးတားလိုက်သည်ဦးကျော်ခေါင်နေထိုင်ရာလမ်းကလေးဤထိမ့်မှလက်ဖက်ဆိုင်တွင်သို့ဝင်ပြီး လမ်းကိုမျက်နှာမူထားသောဇဝဲလက်တစ်ခုတွင်ကျွန်တော်တို့နေရာယူလိုက်ကြသည်ပြီးတော့လက်ဖက်ရည်နှင့်မုတ်များကိုမှားလိုက်သည်ရှားတို့ဖြတ်လာရင်ကြည့်လိုက်တော့ဥကြောကောင်ရဲ့တိုက်ကသာသာနာနာပဲတိုက်ရှင်မှာပက်ဂျီရိုမီကိုရောင်ကိုလည်းကုကုတွေ့တယ်မဟုတ်လားတွေ့တယ်လေဥကြောကောင်ကဥတော်ထုံနဲ့လုပ်ငန်းချင်းဆက်သွယ်နေတယ်ဆိုတော့စီဝါရေးကိစ္စငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးမကြေလည်တာတွေရှိလို့ဥတော်ထုံကိုတတ်တာဖြစ်တော့ဖြစ်နိုင်တယ်ဒါကအကျဉ်းမြင့်ယူဆချက်ပါပြီးတော့ပက်ဂျီရိုကားကိုလည်းနည်းနည်းစိတ်ဝင်စားတယ် ကူချော်ခံကဥတော်ထုံကိုလောက်ကြံကျင်းနေဆိုရင်တော့ကိုကိုရိုင်းလောက်ကြံပါမလားလူမိုက်တွေရှာပြီးရှင်းပါပေါ့อืมကိုကိုတွေ့ရလဲတဘာဝကြပါတယ်ဇွဲရိုးလေးကလက်ဖေးများလာချတဲ့ပြင်ကျွန်တော်ကစကားမဆက်ပဲနေလိုက်သည်ရှာကဇွဲရိုးလူငယ်အားမောင်းလေဒီနောက်မှာဥချော်ကောင်ဆိုတာများသိလားမသိဘူးမမတို့မိတ်ဆွေပါအိမ်လိပ်စာတိကြမသိလို့ဟုပြောလိုက်သည်ဇွဲရိုးလူငယ်ကဥချော်ကောင်ဆိုတာလားပန်ဂျေရိုကနဲ့လူကြီးထင်တယ်အကျော်ပြေလိမ့်စေးတွေဘာတွေထုတ်တယ်လေဟုတ်လားအေးဟုတ်တယ်ဟုတ်တယ် ရှားကကျွန်တော်ကိုတစ်ချက်ဝေ့ကြည့်ပြီးဖြစ်သည်ဥကြောခေါင်တိုက်ကဒီလမ်းထဲမှာပဲတိုက်အဝါတစ်ထပ်တိုက်လေးလေးတိုက်လာလာလေးပေါ့ဟိုညာပဲချမ်းမှာอืมဒါပေမဲ့အဲဒါပေမဲ့ဘာဖြစ်လဲအကွက်ဥကြောကောင်မရှိတော့ဘူးမရဲ့တည်သွားပြီဘလို့ဟုတ်တယ်လွန်ခဲ့တဲ့တလကြော်ကြော်လောက်ကပဲကားတိုက်ခံရပြီးစုံသွားပြီအိုးဟုတ်လားကားတိုက်ခံရတာခက်ဆန်းဆန်းပဲမနဲ့စောစောဥကြောကောင်လမ်းထရှာတုံးတိုက်ခံရတာတိုက်သွားတဲ့ကားကိုဘယ်သူမှမမြင်လာရဘူးမသိလာရဘူး ဟဲဖြစ်မှာဖြစ်ရလေဇွဲတို့လူငယ်လေးထွက်သွားတော့ရှားကကျန်တော့ကိုကြည့်ပြီးစဉ်းစားစရာကြီးတော့ဖြစ်ကုန်ပြီကိုကိုဒီတိုင်းဆိုဥတော်ထွန်းကိုတတ်တာဥကြောကောင်မဖြစ်နိုင်ဘူးပေါ့ရှားကတွေးတွေးဆဆပြောသည်ကျွန်တော်ကမဖြစ်နိုင်ဘူးလို့ပြောနိုင်တယ်လို့ဖြစ်နိုင်တယ်လို့လည်းပြောလို့ရတယ်သူတို့နှစ်ယောက်စကားများကြတယ်ဥကြောကောင်ကကျိန်းတယ်ဒါကြောင့်ဥတော်ထွန်းကဥကြောကောင်ကိုအရင်ဆုံးရှင်းပြတယ်ဒါကိုဥကြောကောင်မိသားစုဒါမှမဟုတ်တပည့်တွေကသိလို့ဥတော်ထွန်းကိုပြန်ပြီးလောက်ကြံတာမျိုးကမဖြစ်နိုင်ဘူးလားဟုတ် ထင်မြင်ချက်ပေးလိုက်သည်อืมကိုကိုပြောတာဖြစ်နိုင်ခြင်းရှိတယ်ဒါပေမဲ့အဲ့ဟာရုပ်ရှင်ဆန်တော့မှာလေအပြင်မှာဒီလူတွေကဒီလောက်ဒီမိုက်တွင်းနေကြမဲ့သူတွေမဖြစ်နိုင်ပါဘူးရှားကကျွန်တော်စကားကိုတိတ်ပြီးသဘောတူဟန်မပြစင်းတော်စဉ်းစားသင့်တယ်နော်ရှားอืมစဉ်းစားရမယ်ချက်ထဲတော့ထည့်ထားပါတယ်ကိုကိုဒါပေမဲ့ဒီလိုတွေးနောက်ကိုဇွတ်လိုက်နေရင်အပြင်မှန်နဲ့လွဲမှလည်းတတိထားရမယ်ကိုစောင်းဝင်းတို့မောင်မျိုးခိုင်နောက်ကိုလိုက်တယ်လို့မျိုးဖြစ်နေလိမ့်မယ်ကိုကို မောင်မျိုးခိုင်မတက်ဘူးလို့ရှားကအခိုင်အမာယုံကြည်တယ်ပေါ့อืมအခုနေထားတိုင်းဆိုရင်တော့မောင်မျိုးခိုင်ကစွန့်ခံရင်ငှက်တဲ့နားလို့ပဲရှားအထင်တယ်တစ္ဆာတို့ကြွယ်ရမှာဥတော်တုံးကမောင်မျိုးခိုင်ကိုစိတ်နာစရာတခုခုလောက်ခင်ရင်ကိုမောင်မျိုးခိုင်ကဥတော်ထုံးကိုမတက်နိုင်ဘူးလားအဒီလောက်ထိတော့ဖြစ်နိုင်မှာဘူးကိုကိုရဲ့မောင်မျိုးခိုင်ကဒီလောက်သွေးအေးအေးနဲ့ရက်ဆက်မဲ့သူမဟုတ်ဘူးပြီးတော့ရှားအခုမနဲ့တွေ့ခဲ့တယ်လို့ဥတော်ထုံးကိုလောက်ကြံတဲ့သူကအပြင်ကနေဓာတ်နဲ့ပြစ်ပြီးလောက်ကြံသွားတာပဲလို့ရှားကယုံကြည်တယ် ဟောဟိုမှာဦးကျော်ကောင်အင်းကပက်ဂျီရိုမဟုတ်လား။ရှားနေစကားပြောနေစဉ်မှာလန်ဒန်မှာထွက်လာတော့ကားကိုမြင်ရသဖြင့်ကျွန်တော်ကရှားကိုပြသည်။ရှားကလှဲ့ကြည့်ပြီးဟုတ်တယ်ကိုကိုဟုပြောသည်။ပက်ဂျီရိုကကလက်ပေဆိုင်နဲ့တဲ့တဲ့လမ်းထိပ်မှာရပ်သွားသည်။ကားကားပွင့်လာပြီးကားပေါ်မှာအသက်60ခန့်နေပါရှိသည့်လူကြီးတူဆင်းလာသည်ထိုလူကြီးကလမ်းတောင်တွင်ရှိသောကုန်းရဆိုင်သို့သွားကာကုန်းဝယ်သည်ရှားကရုပ်ခနဲထိုင်ရမှထကပက်ဂျီရိုကားစီသို့ထွက်သွားသည်ရှားပါလောက်မီကိုကျွန်တော်မသိ နေရာမှတွင်ကျွန်တော်စောင့်ကြည့်နေလိုက်သည်ရှားသည့်ပကြရိုကားနားသို့ကပ်သွားပြီးကားဤဘဲဘဲရှိဘင်းကိုမဟုတ်ကြည့်သည်တို့စဉ်ကားမောင်သူလူကြီးပြန်လှည့်လာသည်ကိုတွေ့ရသည်ဖြင့်ကျွန်တော်ပါထိုင်ရမထပြီးရှားထံသို့လိုက်သွားလိုက်သည်ရှားနေတို့လူကြီးပြဒနာဖြစ်မှာကိုစိုးရိမ်၍ဖြစ်သည်ရှားကလည်းတို့လူကြီးပြန်လာသည်ကိုမြင်ပုံရပါသည်ကားနာတဝိုင်းမြေပြင်ကိုဟိုဟိုတီတီကြည့်နေတစုံတစ်ခုပြဆုံးသည့်ပုံဖြင့်ရှားနေပုံမျိုးဘာဖြစ်လို့လဲကွကားမောင်သူလူကြီးကကားပေါ်မတက်သေးပဲရှားကိုမေးသည် ကျမရဲ့တော့ဒီနာကြသွားလို့ပါကျွန်တော်ကလည်းရှားစကားနဲ့လိုက်ရောညီထွေစွာအနာမှာရှာဟန်ပြုသည်ကားစရာလဲကားပေါ်တက်ခါကားကိုမောင်းထွက်သွားသည် ကားဝေးသို့ရောက်သွားသည်နှင့်ကျွန်တော်တို့လည်းလက်ဖေးဆိုင်သို့ပြန်လာခဲ့ကြသည်ထိုင်ကုန်း၌ပြန်ထိုင်ဆိုင်ခြင်းရှားတို့တွေ့ခဲ့တဲ့တစ္ဆာတို့အိမ်ကောင်းရင်ကကားပင်ရတွေကဒီပကြဲရိုကားပြီးတွေနဲ့မတူဘူးကားပင်ကပန်းရတွေကမတူသလိုဒီကားပင်ကပန်းပွန့်နေပြီးပြီးတော့ရှားသတိထားပြီးပြောခဲ့တဲ့ ကားဘင်းတွေရဲ့ပန်းတွေကြမှာစူးဝင်နေတဲ့တံပြားစာတွတ်ပြားစာလည်းမတွေ့ဘူးဒါကြောင့်ဒီကားကညကတစ္ဆာတို့အိမ်ခေါင်းရင်းမှာရက်တဲ့ကားမဟုတ်ဘူးဟုပြောလေသည်ဒါဆိုဥကြောကောင်လည်းမရှိတော့ဘူးသူကလည်းမဖြစ်နိုင်တော့ဘူးဆိုတော့ဥကြောကောင်နဲ့ဥတောက်ထွန်းတို့ရဲ့ပတ်သက်မှုကိုဘေးဖယ်စဉ်းစားရတော့မှာပေါ့နော်ရှာရှာကအဝေးသို့ငေးနေ၏ရုတ်တရက်စကားမပြန်ကျွန်တော်လည်းယခုမှလက်ဖက်ရည်ကိုတောက်ဖြစ်တော်သည်ဒါမဲ့ရှာစဉ်းစားနေတာတခုရှိတယ်ကိုကိုဟမ်ပါလဲရှာ မောင်သိန်းရံမှုမှာလေမောင်သိန်းရံလှုပ်ရှင်ကကားအက်ဆီဒန့်ဖြစ်ပြီးတော့လွန်ခဲ့တဲ့တစ်လလောက်ကဆုံးသွားတယ်ဆိုတာလေဥကြောခေါင်မြန်ဖြစ်နေမလားလို့အင်းချိန်ကာလကတော့တိုက်ဆိုင်မှုရှိတယ်မောင်သိန်းရံမိသားစုကိုတိတိချာချာပြန်မေးလိုက်ရင်ဥကြောခေါင်ဟုတ်မဟုတ်တိမှာပဲလေမဟုတ်ဘူးလားတကယ်လို့မောင်သိန်းရံလှုပ်ရှင်ကဥကြောခေါင်မှန်ခဲ့ရင်မောင်သိန်းပြည်ထနာကဥတော်ထိုးနဲ့ရောဆက်ဆက်နေမလားอืมပြောတော့မပြောနိုင်ဘူးကူကူ ရှားကိုလမ်းမှာလိုက်ပြီးအန်ဒီရပေးခဲ့တဲ့လူနဲ့လည်းတနည်းတစ်ပုံပတ်သက်ခြင်းပတ်သက်နေနိုင်တယ်နော်ရှား။ရှားကဘာမှပြန်မပြောတော့အေးဆန်နေပြီဖြစ်တော့လက်ဖက်ရည်ကိုတငုံမြငုံတောက်ကပြန်ချသည်။ရင်းနှွေးချမ်းတစ်ခွက်ကိုညှက်ယူ၍တောက်ဤပြီး။သွားကြလို့ကိုကိုဟူပြောသည်။ဘယ်သွားမှလဲ။အချိန်တိတ်ဆွဲလို့များဘူးလေကိုကို။မောင်နဲ့အိမ်ကိုသွားမယ်လေ။ပြီးရင်ရဲစခန်းကိုပြန်ဝင်မယ်။စခန်းမှာတက်သေးကန်ဓာတ်ပြန်ရောက်မရောက်နဲ့။ရိုက်ထားတဲ့ဓာတ်ပုံရနေပြီဆိုလဲကြည့်ချင်တယ်။ ပိတ်ဘိုးရှင်ပြီးတော့ကျွန်တော်တို့ထွက်လာခဲ့ကြသည်နေကမြင့်တက်လာပြီဖြစ်သည်မွန်တက်လူပင် ရှိနေပြီမောင်သိန်းဤဇနီးကိုတွေ့ပြီးသည့်အခါမောင်သိန်းအလုရှင်မှဥကြောကောင်ဖြစ်ကြောင်းသိကြသွားတော့သည်ဒါဆိုရင်ရှားကြားထားသလိုဥထောက်ထုံးကဥပရိနဲ့မလုတ်ကင်းတာတွေလုတ်တယ်ဆိုတာမှန်နေပြီကိုကိုဥထောက်ထုံးကဥကြောကောင်နဲ့အလုတွဲလုတ်တယ်ဥကြောကောင်နဲ့မောင်သိန်းကအလုရှင်နဲ့အလုသမားမောင်သိန်းအမှုကိစ္စဖြစ်ပြီးတော့ဥကြောကောင်ကားအက်ဆီဒန့်ဖြစ်တယ်ဒါကလည်းဥထောက်ထုံးနဲ့ပတ်သက်နိုင်တယ် ်ဦးတော်တော်ကဒီလုပ်ငန်းမှာဆရာကြီးတဆူများဖြစ်နေသလားမသိဘူးအပြန်လမ်းမှာရှားကတွေ့တွေ့ဆဆပြောသည်ဖြစ်နိုင်တယ်ရှာอืมဒီတိုင်းမှန်ရင်ဦးတော်ထုံတည်ဆုံးရတာသူနဲ့ပတ်သက်တဲ့ဥရင်နဲ့မလွတ်ခင်တဲ့လူတယောက်ယောက်ကလက်တော့ပြန်တာဖြစ်နိုင်တယ်ဘယ်သူဖြစ်နိုင်မလဲကျွန်တော်တို့ရဲစခန်းရောက်သွားကြတော့ရဲအုပ်စောဝင်းကိုအစင်းသင်တွေ့ရသည်ရဲအုပ်စောဝင်းကတစ္ဆာတို့အိမ်မှာပြန်ရောက်နေပြီဖြစ်စစ်ကြောရေးခန်းထဲမှာလူတယောက်ကိုဆစ်ဆေးနေတဲ့ပြင်ကျွန်တော်တို့သူ့ဇပွဲမှာထိုင်ဆောင်နေကြရသည် နာယူရကြော်ကြော်ကြာမှရဲအုံစောဝင်စစ်ကြောရေးခန်းထဲမှာထွက်လာ၏သူ့နောက်မှရဲချက်ကြီးတို့ကလူတယောက်ကိုဆွဲခေါ်လာပြီးအထုတ်ခံဘက်သို့ခေါ်သွားသည်ဇင်းညာသို့ရောက်လာသောထိုစစ်စည်ခံရသူတရက်ခံမှအရပုပ်ပုခင်တို့တို့ဗလကောင်ကောင်အယုတ်ဆူဆူဖြစ်သည်ထိုသူကကျွန်တော်တို့ကိုလှမ်းကြည့်ပြီးရှားပုံမြင်သည်နှင့်မျက်နှာအပြက်ပြက်ဖြင့်ခေါင်းငုံချလိုက်သည်ရှားကလည်းထိုသူ၏အမူအရာပြောင်းလဲသွားပုံကိုမြင်လိုက်ပုံရသည် ရဲကြက်ကြီးခေါ်ဆောင်ရာသို့လိုက်ပါသွားပြီးအချုပ်ခံတဲသို့ဝင်သွားသည့်အထိထိုသူ၏တွင်ပြင်လှောက်ရှားမှုဟန်ပန်ကိုလိုက်လံငေးကြည့်နေသောရှားသည်ကျွန်တော်ဘက်သို့လှည့်လာသည်ဒီလူရဲ့ပုံတံကိုရှားအဲမြင်ဘူးတွေ့ဘူးတဲ့ထင်တယ်မျက်နှာကတော့တိတိကျကျပုံဖန်းလို့မရသေးဘူးဟုပြောသည်တရားရုံးတစ်ခုခုမှာမြင်ဘူးပြတာနေမှာပါရှားကဘာမှပြန်မပြောဘဲတွေ့၍စဉ်းစားနေသည် ပြီးတော့မှဆက်ခနဲလှောက်ရှားလိုက်သည်ဟာတိပြီအဲ့ဒီလူက ရှာစကားမဆုံးမီရဲအုပ်စိုးဝင်းကအနားရောက်လာကဒေါ်မင်းဆန်ရှာတို့ကျွန်တော်ကိုစောင့်နေတာထင်တယ်ဟုနှုတ်ဆက်လိုက်သည်ရဲအုပ်စိုးဝင်းမျက်နှာကပဂရိတိုင်းကြီးကြီးလင်းရွှေရွှင်ပြပြဖြစ်သည်ကျွန်တော်တို့ကိုနှုတ်ဆက်ပြီးဇဝဲမှာဝင်ထား၏စောစောကကိုစိုးဝင်းစစ်စည်းနေတဲ့သူကဘယ်သူလဲရှာကရဲအုပ်စိုးဝင်းအားအလောတကြီးမေးလိုက်သည်ရဲအုပ်စိုးဝင်းကပြုံး၍ဒေါ်မင်းဆန်ရှာရဲ့မိတ်ဆွေကြီးပေါ့ရှင်ဟုတ်တယ်လေဒေါ်မင်းဆန်ရှာသူ့နာမည်ကတစားကန်းလှမောင်းနဲ့ ူကိုညကဆွဲထားတာအမှုတစ်ခုနဲ့ပတ်သက်လို့အခုတော့စီရင်စီရင်နဲ့သူကလုံးသမျှကိုဖော်တယ်အဲ့ဒီမှာသူပြောသွားတာတွေကစိတ်ဝင်စားစရာကောင်းတယ်ဒေါ်မေဆန်ရှာတိကျင်းမှာပဲအဟုတ်ကဲ့ပြောပါရှင်ဒေါ်မေဆန်ရှာလိုက်နေတဲ့မောင်သိန်းရဲ့အမှုထဲမှာနောက်ကပါဝင်ခဲ့တဲ့သူ့ရဲ့အလုပ်ရှင်ဦးကျော်ကောင်ကကားအက်ဆီဒန့်ဖြစ်ပြီးသေဆုံးသွားတယ်မဟုတ်လားအဲ့ဒါကအက်ဆီဒန့်မဟုတ်ဘူးလောက်ကျန်တာတမင်ဝင်တိုက်တက်တာအဲ့ဒီလိုလုပ်ခဲ့တာကတစောက်ကန်းလာမောင်နဲ့သူ့စရာလက်မယုံတင်စိန်မဲ့ လမ်းမြွန်တင်စဉ်ကိုတော့ကျွန်တော်တို့ရှာနေသေးပဲတော်မေဆန်ရှာကျွန်တော်တို့အံ့အားတင်သွားကြသည်ရဲအုပ်စောင်းဝင်းကစကားဆက်ဤပြီးတော့ဒေါ်မေဆန်ရှာအိမ်ပြန်มาလိုက်ပြီးကားနဲ့တိုက်ခဲ့တာလဲသူတို့ပါပဲတဲ့ဝင်းခန်းနေရှင်အင်ဒါကြောင့်သူ့ပုံမှန်ကိုရှာသိတယ်လို့ထင်နေတာကိုသူကဘာကြောင့်ရှာကိုကားနဲ့တိုက်ရတာလဲလေသူနဲ့ရှာကဘာရန်ညှိုးရှိလို့လဲအရန်ညှိုးမဟုတ်ဘူးလေသူကငွေရရင်ဘာမစိုးလုပ်တဲ့ကောင်မဲဟာခိုင်းနေသူရှိတာကိုခိုင်းနေသူဟုတ်လားဟုတ်တယ်ခိုင်းနေသူရှိလို့ဒေါ်မေဆန်ရှာကိုလောက်ကျန်တာက မောင်သိမ့်မှုနဲ့ပတ်သက်ပြီးညောင်မြင့်တူပုတ်တင်ဦးပေါ်မှာဆိုလိုအပြတ်ရှင်းခဲ့တာသူကသူ့ကိုယ်သူကိုဝါတထောင်မောင်မဲခေါင်လို့ပြောခဲ့ပါလားရဲ့အိုစော်ဝင်းကခေါင်းခါကြီးမဟုတ်ပါဘူးဗျာသူကကိုဝါတထောင်မောင်မဲခေါင်မဟုတ်ပါဘူးကိုဝါတထောင်မောင်မဲခေါင်နာမည်ကိုတုံးနေခဲ့တာဟင်းဒါပြင်သူ့ကိုဘယ်သူခိုင်းတာလဲဟဲ့ဟဲ့ဒေါ်မေဇန်ရှာစိတ်ဝင်စားသွားပြီထင်တယ်ရဲ့အိုစော်ဝင်းကသဘောကျစွာတဟဲဟဲရည်ပြီး ရှားကိုကြည့်နေသည်ကျွန်တော်နှင့်ရှားကလည်းတိလူစိတ်ပြင်းပြစွာဖြင့်ရဲအုပ်စောဝင်ဤမျက်နှာကိုပြန်ကြည့်မိ။ကျွန်တော်တို့ကလည်းအဲ့ဒီလူချောင်းကိုရိပ်မိနေတာကြပြီ။ခိုင်မာတဲ့အထောက်အထားများသိလို့စောင့်ကြည့်ရုံပဲကြည့်နေကြတာ။အခုတော့လဲကျွန်တော်တို့တရားဥတွေကသူ့ကိုမစီရင်ခင်မှာသူကအဲသူတရားသူစီရင်တာခံသွားခဲ့ရပြီလေ။ဟင်အဲ့ဒါဘယ်သူလဲကိုစောဝင်။ရှားကအလောတကြီးထက်မိလိုက်။ဘယ်သူရှိရမလဲဗျာ။ညကအသက်ခံလိုက်ရပြီခု တော့မေဆန်ရှားတို့တရားခံကိုစိတ်ဝင်စားချီရောက်ောက်နေတယ်မဟုတ်လားဗျသူဘော့ဥတောက်ထွန်းဥတောက်ထွန်းရှင်ရဲစခန်းမှာကျွန်တော်တို့ထွက်ခဲ့ကြခြင်းတွင် နေပင်စောင်းနေပေပြီမိုးရသည်ညနေခင်းမှာတင်ဖြူပါပါဖြင့်လင်းချင်းလျက်ရှိသည့်အပူချိန်ကမူမလျော့သည်ရှားသည်ကျွန်တော်ဘေးတွင်ရှင်လျက်ပါလာတော့လဲကျွန်တော်ကိုစကားတစ်ခုမှမပြောဘဲတွေ့တွေ့ကလေးညင်နေသည်လမ်းလျှောက်နေတော့လဲရှားအာယုံကလမ်းပေါ်မှာ၎င်းပတ်ဝန်းကျင်မြင်ကွင်းမှာတော့၎င်းရောက်နေဟန်မရှိ ရဲဥစုံဝင်းစီမှာတည်ရရသောဥတော်တို့၏အကြောင်းကြောင့်ပဲလားမတင်မဲ့ပဲမိမိအားနောက်ွယ်မှာခြုံကိုလောက်ကြံခဲ့တော်သူမှာမိမိမိတ်ဆွေဖြစ်နေသည်ကိုပဲစိတ်မကောင်းဖြစ်နေလေသလားလူတဘာဝဆိုသည်မှာတည်ရခက်ပါသလားဟုစဉ်းချင်နေသလားမိတ်ဆွေရန်သူခွဲရခက်ပါသလားဟုရင်မောနေလေသလားရှားကြည့်ကျင်သောအချင်းဖြစ်ရာနေရာတွင်ရိုက်ထားသည့်တပ်ပုံများကမရသည်မနက်ဖန်မှရမည်ဟုဆိုသည်ပြီးတော့ အင်းစင် CID ရှင်မှုကင်းစစ်စည်းရေးဌာနနှင့်သိပ္ပံဌာနတို့ပို့ထားသောဓာတ်ပုံမှလက်ဝေးရပြန်ကြားချက်ကလည်းမရသည်။တက်သေးကန်ဓာတ်ကိုလည်းရှာမတွေ့ခဲ့ရသည်။ရှာဘာတွေတွေးနေတာလဲ။ညင်နေသောအနေထားကိုကျွန်တော်ကလှုံ့နှိုးလိုက်သည်။ရှာကတတိဝင်လာဟန်ပြင်ငဲ့ကြည့်ပြီးဟုတ်တယ်ကိုကိုရှာတွေးနေတာဟုပြောသည်တဆက်တည်းစဉ်းစားစရာပေါ်လာပြီကိုကိုဟုထပ်ဆင်စကားဆိုသည်ပြောပါဦးကိုကိုလည်းဝိုင်းစဉ်းစားပေးမှာပေါ့ဒီမှာကိုကိုမောင်သိအမှုကိုရှာလိုက်နေတာနဲ့ပတ်သက်ပြီး ကိုဘွားတထောင်မောင်မဲကောင်ကရှာကိုတတိပေးခဲ့တယ်အန်ဒီရရှိနိုင်တယ်တဲ့တတိထားပါတယ်ဒီတော့မောင်မဲကောင်ကမောင်သိန်းအမှုရဲ့နောက်ကွယ်ကလူတွေရဲ့အနေအထားကိုရိပ်မိနေခဲ့ပုံရှိတယ်မောင်မဲကောင်တတိပေးခဲ့တယ်လို့ပဲရှာကိုကားနဲ့လိုက်တိုက်တာကြုံခဲ့ရတယ်တကကားနဲ့လိုက်တိုက်တဲ့သူကတစောက်ကန်လှမောင်တို့အဖွဲ့ဒါကိုနောက်ကကြိုးခိုင်စီခိုင်းတာကဦးတောက်ထွန်းဆိုတော့ကမောင်မဲကောင်ကဦးတောက်ထွန်းခြေလန်းတွေ ဥတောက်ထုံအနေထားတွေဥတောက်ထုံလောက်ရက်တွေကိုတိနေပုံ ရှိတယ်လို့ကောက်ချက်ချနိုင်တယ်မှန်တာပေါ့ရှာရဲ့ဒီမှာရှာစဉ်းစားမိတာကအာတစ်ချက်ကရဲ့ဥစောဝင်တို့တင်းသွားတဲ့ဥတောက်ထုံကိုယ်တော်မှာစိုက်ဝင်နေတဲ့ဓာတ်ကိစ္စပဲဓာတ်လက်ကရုံမှာ MMK လို့စလုံးတွေထွင်းထားတယ်လူတယောက်ကပြစ်မှုကျုလို့နေကမှာသူ့နာမည်ကိုတိစီခြင်းမို့ပဲရှိမလဲတဲလွန်စာတွေကိုဘာမှမကြံအောင်ဖျောက်ဖျက်ပြစ်တာတဘာဝပဲဒါပေမဲ့အခုလို MMK စလုံးပါတဲ့ဓာတ်ကိုတုံးတာက လွှဲဝဲခြင်းတဲ့သဘောရှိရမယ်အစားအတိပေးတဲ့သဘောပါဝင်နေတယ်လို့ထင်ရှားတယ်ကိုကိုရောဘယ်လိုမြင်လဲဖြစ်နိုင်ပါတယ်မောင်မျိုးကန်ကဥတော်ထွန်းကိုတတ်ဖို့အကြံနဲ့ဒါကိုအိမ်ကယူလာခဲ့တယ်ဆိုရင်ဒီစလုံးနေပါတယ်ဒါကိုဘယ်ယူမလဲတခြားဒါတော့မှာပေါ့ဒီဒါသာတော့ခဲ့ရင်သူ့ကိုခွိခဏမိမှာလေဒီတော့မောင်မျိုးကန်မဖြစ်နိုင်ဘူးဆိုတာပိုးခံလုံသွားတယ်ဒါပြင်မောင်မျိုးကန်မဖြစ်ရင်ဘသူဖြစ်မလဲအဲ့ဒါရှာစဉ်းစားမယ်။အင်းရှာတော့စဉ်းစားမိပြီ။ဟုတ်လား။ဘာလို့လဲ။ကိုကိုရင်ပန်းကြည့်လေ ကျွန်တော်မှာစဉ်းစားပြီးသားအဖြစ်မရှိရှားကကျွန်တော်ကိုပြုံးကြည့်နေသည်သူမရဲ့ပြုံးမှာကြည်လင်နေတော့ကြောင့်အဖြစ်တစ်ခုရရှိထားပြီဆိုဒီကိုကျွန်တော်သဘောပေါက်လိုက်။ကိုကိုပြောတာပါဘူးရှားပြော။လွန်လွန်လေးပဲဟာကိုကိုရဲ့ MMK ကမောင်မျိုးကန်ဖြစ်နိုင်တယ်လို့မောင်မဲကောင်မဖြစ်နိုင်ဘူးလား။ဟာဟုတ်တယ်။မောင်မဲကောင်မောင်မဲကောင်မောင်မဲကောင်ကိုအင်္ဂလိပ်လိုတူကောင်ရင်း MMK မောင်မဲကောင်ဖြစ်နိုင်တယ်။စောစောက ရှားပြောတယ်လို့ဘောင်သိမ်းမှုကိစ္စနဲ့ပတ်သက်ပြီးဦးတောက်ထွန်းကိုသိနေတဲ့သူဒါဆိုမောင်မဲကောင်ကဦးတောက်ထွန်းကိုရှင်းတာဖြစ်နိုင်တယ်။အရင်ကမောင်မဲကောင်လုပ်ခဲ့တဲ့မြတွေကပညာပေးုံတက်တက်ပဲအခုတခုမှတော့ရာဇဝတ်မှုတခုအဆင့်ထိရောက်သွားတာအံ့ဩစရာပဲတခုတော့ရှိရဲ့။မောင်မဲကောင်ကပညာပေးုံတက်တက်ဓာတ်နဲ့ပြစ်လိုက်တာဖြစ်နိုင်ပေမဲ့ဦးတောက်ထွန်းကလဲကြမှာနေရင်နဲ့တိုက်ပြီးတော့ဓာတ်ကတဆုံးဝင်သွားပြီးတော့ ဝဲချင်းပြီးတည်သွားတာမျိုးဖြစ်နိုင်တယ်။မောင်မဲကောင်ကတော့အတီလောက်တာဟုတ်ကောင်းမှဟုတ်ပဲ။อืมကိုကိုလည်းအဲ့လိုပဲထင်တယ်။မောင်မဲကောင်ရဲ့နှလုံးသားကအဲ့ဒီလောက်ရက်ဆက်မဲမထင်ဘူး။အဲရှားလို့ထင်တာကိုတေချာအောင်ကြည့်ဖို့တက်သေးတခုလို့တယ်။ဘာလဲရှား။စာပဲကိုကိုမောင်မဲကောင်ပို့လေရှိရဲ့စာတော်ကလေးလေလောကမှာတရားမျှတမှုဆိုတာရှိတယ်ဆိုတာလေးလေဟာဟုတ်တယ်ရှားအဲ့ဒီစာကလေးဥတော်ထုံးစီကိုပို့နိုင်တယ် ရှားအထင်တော့ကြိုးပို့တာတောင် ဖြစ်ကောင်းဖြစ်နိုင်တယ်။ဒါကြောင့်ရှားတို့တစ္ဆာတို့အိမ်ကိုတစ်ခေါက်ပြန်ပြီးသွားပြီးရှားရအောင်ကိုကို။ကောင်းတယ်ရှား။ကျွန်တော်ကထောက်ခံသဘောတူလိုက်သည်။တက်ဆက်ထဲမှာပင်ဖြန့်လာသောတက္ကစီကိုပါလက်ပြပြီးတားလိုက်သည်။ကားကကျွန်တော်တို့ရှေ့မှာထိုးရက်လာသည်။ဟွမမရှားတို့တစ်ခေါက်ပြန်လာတယ်။တစ္ဆာကအိမ်ဝမှစီးကြွေရတဲ့အန်တော်အော်ဆိုလိုက်သည်။ဧကန်တဲ့သူလှန့်ဝင်ကြရင်ဟုတ်တယ်တစ္ဆာကြီးမနဲ့ကလေးကအိမ်ပြန်မရောက်ကြသေးဘူးဥကြောခေါင်အိမ်သွားတယ်ပြီးတော့ရဲစခန်းသွားတယ် ရဲစခန်းကနေဒီကိုပြန်လာတာဟုကျွန်တော်ကအခြေအနေကိုချင်းချုံပြောပြသည်။ဘာထူးခြားတာတွေ့လည်ရင်မမရှာ။အေဂန်စက်တီမှာထိုင်းမိကြစဉ်တစ္ဆာကမေးသည်။မနေ့ကဦးကြီးမောင်ပြောတဲ့စကားတွေရာမမရှာတို့ကဥကြောခေါင်အင်းကိုစနေသွားတာနဲ့ဥကြောကောင်မရှိဘူး။ရှာဤစကားအပြိုနီတန်းကိုတစ္ဆာကဝင်၍ဥကြောကောင်ဖယ်သွားလို့လေရှောင်နေတာများလား။မဟုတ်ဘူးတစ္ဆာ။ဥကြောကောင်ကလွန်ခဲ့တဲ့တစ်လခွဲလောက်ကပဲကအက်ဆီဒန့်ဖြစ်ပြီးဆုံးသွားတာဟင်။ ီးတော့မမရှာထင်မြင်ယူဆထားတဲ့ကားကလည်းဥကျော်ခေါင်ကမဟုတ်တာသိကြတယ်ဒီတော့အဒီတော့ဥကျော်ခေါင်ကိုပြင်မဲ့ပြုတ်ထားတာကိုဖျက်လိုက်တာပေါ့ဒါနဲ့မမရှာတို့ရဲစခန်းပြန်ဝင်တယ်စခန်းကြမှာမမရှာတို့အချက်အလက်တချို့သိရတယ်ရှာကအချက်အလက်တွေကိုအသေးစိတ်မပြောဥတော်ထုံးနဲ့ပတ်သက်သည့်အကြောင်းများအားတစ္ဆာကိုအတိမပေးခြင်းသောကြောင့်ဖြစ်မည်ထင်သည်ကျွန်တော်ကလည်းရှာသဘောကိုသိ၍ဝင်မပြောဘာတွေသိရလဲ တန်းလွန်စားတချို့ပါရှားကဝါဒတာအဖြစ်ပဲပေးလိုက်ဒါဖြင့်တစ္ဆာရိုးစီပြန်လာတာကတစ္ဆာဤတိလူဇောတန်နေတော့အမေဖခင်အဖြစ်ဆိုးကိုဖန်တီးခဲ့သူလူသက်သမားကိုလည်းတစ္ဆာတိခြင်းမုံရည်ပြီးတော့သူ့ချစ်သူမောင်မျိုးခိုင်မဟုတ်ချောင်းကိုလည်းအခိုင်အမာဖြစ်စေခြင်းမုံရသည်တစ္ဆာမှာကလည်းအပူကနှစ်ဆင့်ပူဖြစ်နေသည်လေတစ္ဆာကိုမေးချင်တာရှိလို့မေးလေမမရှာအခုတလောအန်ကယ်ဥတော်ထွန်းစီကိုစရီပါရီလာသေးလားတစ္ဆာတွေ့သွားသည်ဖဖေက သူစီလာတဲ့စာတွေကိုတစ္ဆာတို့ကိုသိပေးလိမ့်မရှိဘူး။တစ္ဆာတို့ကလည်းဝင်ပြီးမဆက်စုဘူးစီကံထားတယ်ဟုတလုံးချင်းဖြေသည်။ဒါပေမဲ့မမရှာသိကြတာတခုရှိတယ်အရေးလည်းကြီးတယ်။အန်ကဲဆိုဝဲရီဖိုင်တွေကိုကြည့်ချင်တယ်ရမလား။ရတာပေါ့မမရှာရရပါတယ်။ဘာတွေများလဲကွရှာရဲ့။ဒေါ်ညွညွရင်ကဧကန်အတွင်းသို့ဝင်လာပြီးတစုံတစ်ပြားကြလိုက်သောစကားကိုတဲခွဲအောင်မေးသည်တစ္ဆာကဖေဖေစီကိုအခုတလောဘာစာတွေထူးထူးခြားခြားလာတယ်လို့မမရှာကသိကြတာဟုဖြေလိုက်သည်။ ဒါဆိုလည်းသမီးဖေဖေအလုပ်ခန်းကိုလိုက်ပြလိုက်ပါလားကွယ်ဟုတ်ကဲ့မမေသမီးလည်းအခုလိုက်ပြမလို့ပါတစ္ဆာနဲ့ကျွန်တော်တို့ဦးတော်တုံးကြီးအလုပ်ခန်းသုံးဟုတ်စာကြည့်ခန်းသို့ဝင်လာခဲ့ကြသည်စာကြည့်ခန်းဟုဆိုတော့လဲစာအုပ်များမှမမများလားဦးတော်တုံးသည်စာသဘာတူးမဟုတ်ကြောင်းအရေးအတွက်နှဲပါလာသောစာအုပ်များကိုကြည့်၍သိနိုင်သည်အလုပ်နှင့်ပတ်သက်သောစာအုပ်တချို့နှင့်ဖိုင်များစင်းစာအုပ်များကိုသာအများစုတွေ့ရသည်ရှားကရင်းစာအုပ်များဖိုင်များကိုအနေငယ်များသာစိတ်ဝင်စားပုံရှိဟိုလန်ဒီလန်နဲ့နဲ့လောက်သည်ပြီးပြန်ချသည် ဇဝဲပေါ်ရှိစာရင်ဟောင်းတချို့ကိုကြည့်စိတ်ဝင်စားဟန်မရှိမမရှာကပါတိချင်တာလေတစ္စာကြီးစူဇန်မေဘာရင်မပါဘူးမမရှာတိထားတဲ့အချက်လက်တချို့နဲ့ကိုက်ညှိလို့ရမယ်စာတစောင်းပေါ့အရေးကြီးလားမမရှာမြင်တော့အရေးကြီးတယ်အဲ့ဒီစာကတရားခံကိုညွန်ပြမယ်လို့ထင်တယ်ပြောရင်းကရှာကပြတဲ့မှာသွားရက်သည်ငြိမ်၍နေသည်အချိန်တန်ကြာဤတွေးစာနေကုန်ရသည်ဟိုကြည့်ဒီငယ်နေကျွန်တော်ကတော့ကိုဘွားတထောင်မောင်မဲကောင်ကြီးစာကိုမြင်ပူးထားသဖြင့် ကွန်ပျူတာနှင့်ရိုက်ထားသောစာရွက်မှန်သမျှကိုလိုက်ကြည့်နေမိသည်ခဏကြာတွင်ဟုတ်ပြီဟူသောရှာဤတန်ပေါ်ထွက်လာ၏မဟုတ်တာလည်းမမရှာအငယ်ကသူ့စာရွက်စာရန်အဟောင်းတွေအတုံးမဝင်တဲ့စာတွေဘယ်မှာပြစ်တယ်လဲဘာလို့မလို့လဲမမရှာလိုချင်တဲ့စာကအငယ်ဖို့အတုံးမဝင်တဲ့စိတ်နှောက်ရှက်ပေးမဲ့စာမျိုးလေဒါကြောင့်တီးစာကိုသာရရုံးမှန်ရင်အငယ်ကစိတ်ဆူဆူနဲ့လွတ်ပြစ်မှာပဲဒါကြောင့်အမိုက်ချင်းကိုမေးရတာအမိုက်ချင်းကဟိုမှလေးမမရှာရဲ့ တစ္ဆာကဇပွဲတစ်ဖက်ချမ်းနန်ရန်နှင့်ဇပွဲကြားမှာချင်းတချင်းကိုညွှန်ပြသည်တစ္ဆာညွှန်ပြရာသူရှားကမပြေယုံတမဲသွားပြီးချင်းထဲမှစာရွက်ဟောင်းများကိုချင်းမာလျံမှောက်ချလိုက်သည်စာရွက်ဟောင်းစာရွက်ဆုပ်တွေကျမ်းမြင်မှာပြန့်ကျဲသွား၏ရှားကကျမ်းမြင်တွင်မုတ်ဆိုးဒူးထောက်ထိုင်ကစာရွက်များကိုတစ်ခုချင်းကြည့်လိုက်ချင်းထဲပြန်ထည့်လိုက်လုပ်နေသည်ကျွန်တော်ကလည်းရှားနာတွင်ထိုင်ပြီးဝင်းကူကရှာပြရသည်ဘာဇာမန်းမသိသောတစ္ဆာမှမူမတ်တဲ့ရက်လျက်ငေးတောင်ကြည့်နေ၏အချိန်တော်ကြာသွားသည်တွေ့ပြီး ရှားကဆောင်ရွက်လုံးကလေးတစ်ခုကိုဆွဲဖြန့်ရင်ဝန်တာအာရပြောလိုက်သည်ရှားစီတို့ကျွန်တော်အာယုံနေတစ္ဆာအကြည့်တပြိုင်တည်းကျရောက်သွားသည်မှန်ပါသည်ဆောင်ရွက်ဖြူကလေးတစ်ရွက်ကိုလုံးချေထားခြင်းဖြစ်ဖြန့်လိုက်တော့အခါကျွန်တော်တို့မျောလင့်ထားသောဆောင်ရွက်ကလေးတစ်ရွက်ဖြစ်နေပါသည်ကိုဘွားတထောင်မောင်မဲကောင်ဤစာပင်ဖြစ်ပါ၏ဒါပဲတစ္ဆာရှားကတစ္ဆာကိုလှမ်းပေးလိုက်သည်တစ္ဆာကစာပါအကြောင်းအရာများကိုဖတ်ပြီးနားလည်ပုံမရရှုပ်ထွေးစွာသောအကြည့်ဖြင့်သာရှားကိုကြည့်သည်အဲ့ဟာဘာလဲမမရှာတစ္ဆာနားမလည်ဘူး ရှားကကောင်းမြင်ပြီးတင်းစာနားလဲအောင်ပြောရရင်တော့ဇလန်းကရှည်ကြည့်ပဲလိုရင်းပြောရရင်တော့မမရှားရဲ့ယူဆရာအန်ကဲကိုဓာတ်နဲ့ပြစ်သွားသူကကိုဘွားတထောင်မောင်မဲကောင်ပဲမောင်မဲကောင်ကသူတခုခုလောက်တော့မယ်ဆိုရင်ဒါမှမဟုတ်လုပ်ပြီးပြီဆိုရင်ဒီစာလေးကိုပို့လို့ရှိတယ်ဒီစာမျိုးမမစီမှာတုံးဆောင်ရှိတယ်အတူတူပဲစလုံးပုံစံရောစာရွက်သားရောစာရွက်မှာပါတဲ့အဆက်ကလေး30ရောတစ်ထပ်သေးပဲတေးကြပြီမောင်မဲကောင်လက်ချက်ပဲဟုတက်ကြွလန်းဆန်းစွာပြောသည်သို့တော့ရှားပြောသည်မှာတစ်စာဖို့ ဇာလတ်တခုကိုအလမ်းမဖြတ်၍ပြောတကဲ့သို့ဖြစ်နေသည်တစ္ဆာနာရှုပ်ထွေးနေပုံပေါ်၏ဒီမှာကြည့်လေသူ့နာမည်ကမောင်မဲခေါင်မောင်မဲခေါင်ရဲ့ဒူအောက်က MMK ပေါ့ဓာဘော်က MMK ကမောင်မျိုးခိုင်မဟုတ်ဘူးမောင်မဲခေါင်ပဲဒါဟာမောင်မျိုးခိုင်ကိုကယ်နိုင်တဲ့အချက်ပဲတစ္ဆာကြီးမျက်နှာပေါ်တွင်ဝမ်းသာရိပ်ကလက်ခနဲပေါ်လာသည်ဒီစာနဲ့ဓာပိုင်ရှင်ကအတူတူဖြစ်ကြမမရှာဘလို့တတ်သေးကြမလဲ။အင်းဓာတော့မမရှာစူးစမ်းရမှာပေါ့ ကိုခိုင်မဟုတ်ဘူးဆိုတာပိုခိုင်လုံသွားပြီပေါ့နော်ဒါဆိုရင်ကဲကန်အစ်ကိုလည်းမိဖို့နှိပြီပေါ့နှိပါပြီအဲဒါနဲ့မောင်မျိုးကန်ကတစ္ဆာစီကိုအဆက်အသွယ်မလုပ်သေးဘူးလားမလုပ်သေးဘူးမမရှာอืมတစ္ဆာကလည်းစုံစမ်းမှာမောင်မျိုးကန်ကိုရဲကဆွဲထားရင် တကယ်ကျွလုံတဲ့တရားကန်ကစိတ်အေးပြီးမောင်တဲကနေလွတ်လွတ်လပ်လပ်ထွက်လာမှာဒီတော့မမရှာတို့ကဒီတရားကန်ကိုခြေရာကောက်ရလွယ်လိုက်ပင်တစ္ဆာသဘောပေါက်ပါတယ်မမရှာဒီညတစ္ဆာသူ့အိမ်ဘက်ကိုသွားဖို့စီစဉ်ရှိတယ်သူ့အမေနဲ့စကားပြောလိုက်ရင်တော့ကိုခိုင်ကိုတွေ့တိုင်းမှာပါ ကောင်းပြီသစ္စာမမပြောသလိုဖြစ်အောင်မောင်မျိုးခိုင်ကိုနားချပါဘာမှလည်းမပူပါနဲ့လို့ဘာမှရှာတာဝန်ယူပါတယ်လို့ပြောဟုတ်ကဲ့မမရှာဒါဆိုမမရှာတို့ရဲ့ဟိုစောဝင်းစီကိုဖုံးဆက်ကြအောင်ဆိုဒီစာတွေ့တဲ့အကြောင်းသတင်းပို့ကြအောင်ဆိုရဲ့နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျွန်တော်တူတာပါ